လာပါ Key to Health Program ကနေပြီးတော့ကြိုဆိုပါရစေ။ဒီဗီဒီယိုလေးမှာပြောပြမယ့်အကြောင်းအရာလေးကတော့အမျိုးသမီးတွေနေ့စဉ်ဂရုစိုက်စားသုံးသင့်တဲ့အစာအာဟာရတွေနဲ့ပတ်သက်ပြီးသိထားသင့်တဲ့အဓိကအာဟာရတွေအကြောင်းနဲ့အတူတခြားအကြံပြုချက်တွေအမျိုးသမီးတွေနေ့စဉ်ဂရုစိုက်စားသုံးသင့်တဲ့အကြောင်းရင်းနဲ့အာဟာရပြည့်ဝစွာစားသုံးခြင်းဖြင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေအစရှိတဲ့အခန်းကဏ္ဍတွေကိုဆက်ဆက်ပြီးတော့ကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဟာအသက်အရွယ်လူနေမှုပုံစံနဲ့ဟော်မုန်းအပြောင်းအလဲတွေပေါ်မူတည်ပြီးတော့အာဟာရလိုအပ်ချက်တွေကွဲပြားတတ်ပါတယ်။ဒါကြောင့်ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုအတွက်မဖြစ်မနေစားသုံးသင့်တဲ့အာဟာရဓာတ်တွေကိုလေ့လာထားသင့်ပါတယ်။အ धिक အာဟာရများတန်ဓာတ်သွေးအားနဲ့ရောဂါကိုကာကွယ်ပေးပါတယ်။အမျိုးသမီးတွေဟာယာတီသွေးဆင်းတာ၊ကိုဝင်ဆောင်တာ၊မီးဖွားတာတွေကြောင့်တခြားသူတွေထက်တန်တဲ့ဆုံးရှုံးမှုပိုများတတ်ပါတယ်။ တန်တက်ချွတ်တဲ့ဘာကသွေးအားနဲ့ယောဂဖြစ်နိုင်ပြီးတော့မောပန်းလွယ်တာအာယုံဆိုးဆိုင်မှုမရတာအသားရေဖြူဖက်ပြူပျော်ဖြစ်တာစတဲ့လက္ခဏာတွေပေါ်လာတတ်ပါတယ်။အောက်ဆီဂျင်သေဆောင်မှုကိုအားကောင်းစေတယ်။တန်တက်ဟာဟီမိုဂလိုဘင်ဖွဲ့စည်းတဲ့နေရာမှာအဓိကပါဝင်ပြီးတော့ကိုယ်ခန္ဓာအနှံ့အောက်ဆီဂျင်ပို့ဆောင်ဖို့ရည်ကြီးပါတယ်။တနက်ပြေဝမှပဲကြွက်သားတွေအုံနှောက်နဲ့တခြားအင်္ဂါတွေအလုတ်ကောင်းစွာလှုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ကိုဝင်ဆောင်တဲ့ကလေးငယ်တွေစက်မှရည်အတွက်အရေးကြီးပါတယ်။ ကိုဝင်ဆောင်အမျိုးသမီးတွေဟာတန်တက်လိုအပ်ချက်နှစ်ဆပိုများပါတယ်။တန်တက်ချွတ်တဲ့ဘာကကလေးဖွံ့ဖြိုးမှုနှောင့်နှေးတာ၊လမစီပဲမွေးဖွားတာစတဲ့အန္တရာယ်တွေရှိစေနိုင်ပါတယ်။အလားပါနဲ့အသားရေအတွက်ကောင်းပါတယ်။တန်တက်ချွတ်တဲ့ဘာကစပင်ကျွတ်တာ၊လက်သေးကျိုးတာ၊အသားရေဖြူပတ်ဖြူရော်ဖြစ်တာစတဲ့ပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။စွမ်းအင်နဲ့စိတ်ခံစားမှုကို ထိမ့်ညှိပေးပါတယ်။ တန်တက်ဟာစွမ်းအင်ထုတ်လုပ်မှုအတွက်အရေးပါပြီးတော့ခြေကုံလက်ပန်းကြတာစိတ်ဓာတ်ကြတာတွေကို ကာကွယ်ပေးပါတယ်။တန်တက်ကျွဲဝစေတဲ့အစားအစာတွေကတော့အသားငါအမဲသားစိတ်သားကြက်အသေးငါးကြီးစီဟင်းသီးဟရွက်မှာတော့ဟင်းနုနွဲကြိုက်လန်ပဲမျိုးမျိုးတို့ပဲဖြစ်ပါတယ်။သတိပြုဖို့အချက်ကတော့တန်တက်ဆုပ်ယူမှုဗီတာမင် C ခြံနဲ့အသီးတွေခရမ်းကျင်သီးလိုမျိုးအသီးနဲ့တွဲဖက်စားသုံးမှာကတန်တက်ဆုပ်ယူမှုပိုကောင်းစေပါတယ်။ကဖိန်း၊နို့ လက်ဖက်ရည်ကော်ဖီနို့တွေနဲ့တွဲပြီးတော့စားမိပါကတနတ်ဆုပ်ယူမှုကိုဟန်တန်းစေနိုင်တာကြောင့်တွဲပြီးတော့မစားသင့်ပါဘူးမျိုးသမီးတိုင်းတစ်နေ့ကို16မီလီဂရမ်ဒါမှမဟုတ်ကိုဝင်ဆောင်ဆိုရင်တော့28မီလီဂရမ်တန်တက်ရရှိဖို့လိုအပ်ပါတယ်။တန်တော့အားစေတောက်မယ်ဆိုရင်တော့ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။အလွန်ကြုံစားမိရင်လည်းဝမ်းချုပ်တာအသည်းထိခိုက်တာတွေကိုဖြစ်စေနိုင်ပါတယ်။ကယ်လ်ဆီယမ်နဲ့ဗီတာမင် D အရိုးနဲ့သွားတွေတန်မာစေပါတယ်။ အသက်30နောက်ပိုင်းမှာအမျိုးသမီးတွေရဲ့အယိုးသိပ်သေးစားကတဖြည်းဖြည်းချင်းကျဆင်းလာပါတယ်။ကယ်လ်ဆီယမ်ဟာအယိုးနဲ့သွားတွေကိုအ धिक ဖွဲ့စည်းပစ္စည်းဖြစ်ပြီးတော့ဗီတာမင် D ကအဲဒီကယ်လ်ဆီယမ်စုပ်ယူမှုကိုမြှင့်တင်ပေးပါတယ်။အမျိုးသမီးတွေဟာနေ့စဉ်ကယ်လ်ဆီယမ်1000ကနေ1200မီလီဂရမ်နဲ့ဗီတာမင် D 600ကနေ800အောင်ယူလိုအပ်ပါတယ်။အယိုးပွားယောဂကာကွယ်ပေးပါတယ်။အမျိုးသမီး၃ယောက်မှာ၁ယောက်ဟာအသက်၅၀နောက်ပိုင်းအယိုးကျိုးအပ်မှုကြောင့်တွေ့ရနိုင်ပါတယ်။ ဗီတာမင် D ထုတ်တဲ့ပါကကယ်လ်ဆီယမ်ရဲ့စုပ်ယူမှု30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းလျော့နေသွားနိုင်ပါတယ်။သွေးဆုံးချိန်မှာကြက်မရည်ကိုအထောက်အကူပြုပါတယ်။အစ္စထရိုဂျင်အဆင့်ကျဆင်းချိန်မှာအယိုးဆုံးရှုံးမှုတိုးလာပါတယ်။ဗီတာမင် D ကဟော်မုန်းမညင်မြှောက်မှုကြောင့်ဖြစ်တဲ့စိတ်ကြဝေဒနာကိုတတ်တာစေနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကိုလည်းတိုးစေပါတယ်။ဗီတာမင် D ဟာခန္ဓာကိုယ်ရဲ့သဘာဝအကာအကွယ်ရေးစနစ်ကိုအားဖြည့်ပေးပါတယ်။ လေးလာချက်တစ်ခုအရဗီတာမင် D ပြည့်ဝတဲ့အမျိုးသမီးတွေမှာတုပ်ကွေးဖြစ်နိုင်ခြေ40ရာခိုင်နှုန်းလျော့နေပါတယ်။ကယ်လ်ဆီယမ်နဲ့ဗီတာမင် D ကျွဲဝတဲ့အစားအစာတွေကတော့ nut, ဒိန်ချင်း cheese, salmon, tuna, ငါးသက်တာနဲ့ပဲနို၊ဟင်းနုနွယ်ဗီတာမင် D ဖြည့်စွက်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။နေအောင်ကြီး UVB ဟာဗီတာမင် D ထုတ်လွှတ်မှုအတွက်အဓိကအရင်းမြစ်ဖြစ်တာကြောင့်တပတ်ကို3-4ကြိမ်၊10မိနစ်15မိနစ်လောက်နေပူစာလှုံ့ဆော်ပါရစေ။ တတိပြုဖို့အချက်ကတော့ကယ်စီယမ်အလွန်အကျွံစားသုံးပါကလည်းကြောက်ကပ်ကြောက်တယ်နိုင်ခြင်းရှိပါတယ်။ဗီတာမင် D အားစေတောက်မယ်ဆိုရင်လည်းဆရာဝန်နဲ့တံပင်ပြီးတော့တောက်သုံးသင့်ပါရှင်။ Folate, folic acid တရေသားကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ကိုဝင်ဆောင်ချိန်မှာ folic acid ဟာအုံနှောင်းနဲ့အာယုံကြောပြွန်ဖွံ့ဖြိုးမှုကိုအထောက်အကူပြုပြီးတော့ folic ချုပ်တဲ့ပါကအာယုံကြောပြွန်ချုပ်ယွင်းတာဖြစ်နိုင်ခြင်း90ကနေ80ရာခိုင်နှုန်းလျော့နေစေနိုင်ကြောင်းလေ့လာချက်တွေကဖော်ပြထားပါတယ်။နှလုံးကျန်းမာရေးကောင်းစေပါတယ်။ folic acid ဟာ homosting အဆင့်ကို short ချက်ပေးပြီးတော့နှလုံးရောဂါနဲ့လေပြတ်နိုင်ခြေကို20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းလျှော့နေစေပါတယ်။စိတ်ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ folic ချုပ်တဲ့တာဟာစိတ်ဓာတ်ကျတာနဲ့ဆက်ဆက်မှုရှိပြီးတော့စိတ်ကြယောဂါကုသမှုမှာ folic ဖြစ်ဆွတ်ခြင်းဖြင့်တက်တာမှု90ရာခိုင်နှုန်းပိုမိုရရှိနိုင်တယ်လို့တွေ့ရှိရပါတယ်။သွေးအားနဲ့ယောဂါကာကွယ်ပေးပါတယ်။ folic ဟာသွေးနေဦးဖြစ်ပေါ်စေမှုအတွက်အရေးပါတဲ့ vitamin B9 ဖြစ်ပြီးတော့ချို့တဲ့ပါကသွေးအားနဲ့ယောဂဖြစ်ပွားနိုင်ပါတယ် ဖောလစ်ကျော်သွားတဲ့အစားအစာတွေကတော့ဟင်းနုနွယ်ပန်းကော်ပီစိမ်၊ကိုက်လန်ကလပဲပဲပိဆက်ပဲကတိပါ၊ထမင်းကျန်၊လိမ္မော်သီး၊ငပြောသီးတို့ဖြစ်ပါတယ်။ဖောလစ်ဟာရေမာပျော်ဝင်နိုင်တဲ့ဗီတာမင်ဖြစ်တာကြောင့်ချက်ပြုတ်တဲ့နေရာမှာ90ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းဆုံးရှုံးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မျိုးသမီးတွေအတွက်နေ့စဉ်600ကနေ800 mcg လိုအပ်ပါတယ်။အရာတောက်သုံးသူတွေမှာဖောလစ်စုပ်ယူမှုလျော့နေနိုင်ပါတယ်။ ဖောလိတ်ဟာအမျိုးသမီးတိုင်းရဲ့ဘဝတန်တရာတလျှောက်အရွယ်ရောက်ချိန်ကနေပြီးတော့သွေးဆုံးချိန်အထိရေးပါတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ Omega 3 fatty acid နှလုံးကျန်းမာရေးကောင်းစေပါတယ်။ Omega 3ဟာသွေးတွင်း triglyceride ပမာဏကို15ကနေ30ရာခိုင်နှုန်းအထိရှော့ချပေးနိုင်ပြီးတော့နှလုံးခုန်မမှန်ခြင်းဖြစ်နိုင်ခြေကို45ရာခိုင်နှုန်းအထိရှော့ချပေးနိုင်ပါတယ်။အုံနောက်လုံဆိုင်ချက်ကောင်းစေပါတယ်။ DHA asset ကအုံနောက် cell တွေရဲ့၄၀ရာခိုင်နှုန်းကိုဖွဲ့စည်းပြီးတော့နေစဉ် omega 3လုံလောက်စွာရရှိတဲ့သူတွေမှာ Alzheimer ရောဂါဖြစ်နိုင်ခြေ60ရာခိုင်နှုန်းရောနည်းနိုင်တာကိုတွေ့ရှိရပါတယ်။စိတ်ကျန်းမာရေးကိုလည်းကာကွယ်ပေးပါတယ်။ omega 3ပြည့်ဝတဲ့သူတွေမှာစိတ်ထက်ကြဆင်းနိုင်ခြင်းဖြစ်နိုင်ခြေ30ရာခိုင်နှုန်းပိုနည်းပြီးတော့ကိုယ်ဝန်ဆောင်စိတ်ကျရောဂါကို90ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်ပါတယ်။အရေးကြီးပုံနှလုံးကျန်းမာရေးအရေးပြားနှုတ်ပြမှုနဲ့စိတ်ခံစားမှုကိုဟန်ချက်ညီစေပါတယ်။ အရေးပြားနဲ့အလှပအတွက်လည်းထောက်ပံ့ပေးပါတယ်။ EPA ရဲ့အစိတ်ခအရေးပြားရောင်ရမ်းမှုကို40ရာခိုင်နှုန်းလျော့နေစေပြီးတော့နေ့စဉ် Omega 3 1000 mg 30ရက်သူတွေမှာအရေးအကြောင်းဖြစ်ပေါ်မှု25ရာခိုင်နှုန်းနှေးကွေးကြောင်တွေ့ရှိရပါတယ်။ Omega 3ကျော်ဝါတဲ့အစားအစာတွေကတော့ငါးတွေ Salmon, Mackerel ငါး၊ Sardine ငါးအခွန်မသီးတွေမှာတော့သစ်ကြသည် Chia seed, Flax seed နဲ့ Pepisa, Hennu နွယ်တို့ဖြစ်ပါတယ်။ သွေးကြဲဆေးတောက်နေတဲ့သူတွေဟာအိုမီဂါ3ဖြည့်စက်စာရီကိုများများတောက်ပါကဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။အမြင့်တက် fiber အစာချေစနစ်ကိုကျန်းမာစေပါတယ်။အစာချေစနစ်ကျန်းမာရေးအမြင့်တက်ဟာဝမ်းမှန်စေပြီးတော့ဝမ်းချုပ်တာကို45ရာခိုင်နှုန်းအထိညှော်နေစေနိုင်ပါတယ်။ဦးလန်းချောင်းကင်ဆာဖြစ်နိုင်ခြေကိုလည်း40ရာခိုင်နှုန်းအထိရှော့ချပေးနိုင်ပါတယ်။ကိုလေးချိန်ထိန်းတာကိုအထောက်အကူဖြစ်စေပါတယ်။အမြင့်တက်ဟာဗိုက်ပြည့်စေတဲ့ခံစားမှုကိုဖြစ်စေပြီးတော့အစာစားခြင်းစိတ်ကို30ရာခိုင်နှုန်းအထိညှော်နေစေနိုင်ပါတယ်။ မင်းစင်အမြန်တက်30ဂရမ်စားသုံးနေတဲ့သူတွေမှာအဝလွန်ခြင်းဖြစ်နိုင်ခြင်း90ရာခိုင်နှုန်းပိုနေတာကိုတွေ့ရှိရပါတယ်။စီးကျို့ထိမ့်ညှိဖို့လည်းအထောက်အကူဖြစ်စေပါတယ်။အမြန်တက်ဟာသွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်စေပြီးတော့အမျိုးအစားနှစ်စီးကျို့ရောဂါဖြစ်နိုင်ခြင်းကို30ရာခိုင်နှုန်းထိလျော့နေစေနိုင်ပါတယ်။အမြင်နဲ့ကြွယ်ဝတဲ့အစားအစာတွေကတော့တစ်သီးတွေမှာပန်းသီး၊တက်တော်သီး၊ငပြောသီး၊ဟင်းသီးရွက်တွေမှာတော့ပန်းကော်ပီ၊ပုံလာဥနီ၊အာလူကျော် အစည်းအဝေးမှာတော့အုတ်ကြုံဆန်လုံးညိုပယ်ရီမှာတော့ကလပဲပဲပိဇက်ပဲကတိပါတို့ဖြစ်ပါတယ်အမြင့်တက်ကိုတနေ့ကို25ကနေ30ဂရမ်စားသုံးသင့်ပါတယ်အထူးသတိပြုရမှာကတော့အမြင့်တက်ဟာရုတ်တရက်များများစားလို့ရှိရင်ဘိုက်အောက်တာဖြစ်နိုင်ပါတယ်အမြင်တက်စားလို့ရှိရင်ရေမြများတောက်ဖို့အရေးကြီးပြီးတော့အမျိုးသမီးတယောက်အနေနဲ့နေ့စဉ်အမြင်တက်လုံလောက်စွာစားသုံးခြင်းဖြင့်ကျန်းမာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။တခြားအကျံပြုချက်တွေကတော့ရေမြများတောက်ပါ၊တနေ့ကိုရေ၈ခွက်ကနေ၁၀ခွက်တောက်ပါ အစားအစာကိုမျှတစွာစားပါအာဟာရဓာတ်စုံအောင်အယောင်စုံဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကိုစားပေးပါအသင်စားအစားအစာတွေကိုရှောင်ပါအငန်းနဲ့အချိုတွေများတဲ့အစားအစာတွေကိုလျှော့စားပါအာဟာရပြည့်ဝခြင်းဟာအမျိုးသမီးတစ်ယောက်ရဲ့ရုပ်ပိုင်းစိတ်ပိုင်းနဲ့လူမှုရေးကျန်းမာရေးအားလုံးအတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်အမျိုးသမီးတိုင်းဟာမိမိရဲ့နေ့စဉ်အာဟာရကိုမှန်ကန်စွာရွေးချယ်ခြင်းဖြင့်ကိုယ်ခံအားစွမ်းအင်နဲ့အလှပကိုတပြိုင်တည်းမြင့်တက်နိုင်ပါသည်။ အာဟာရချို့တဲမှုကနေကာကွယ်ဖို့သဘာဝအစားအစာတွေပြည့်စွက်အာဟာရတွေကိုဆရာဝန်နဲ့တိုင်ပင်ပြီးတော့စနစ်တကျစားသုံးသင့်ပါတယ်။ဒီအကြောင်းအရာတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကျန်းမာရေးနဲ့အလှပဆိုင်ရာဆောင်းပါးတွေကနေပြီးတော့ကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်တွင်မှာလေကျမတို့ key to health အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ဗဟုသုတရရှိမယ့်အကြောင်းအရာတွေအလှပနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရရှင်။ Thank you